အရန်ဆိုတဲ့ကြီးကန်းလေးဖုတ်ခဲ့တခါတော့ကကြီးကန်းငယ်လေးဖုတ်ခဲ့တကောင်ဟာအဖွားပြည့်သူထံသွားမယ်သူ့ရဲ့အမေနဲ့အတူလိုက်ပါဖို့ဆန္ဒရှိနေခဲ့တယ်အမေဖြစ်တဲ့ကြီးကန်းမကိုပြောလိုက်ပါတယ်အမေအမေတို့နဲ့အတူအဖွားအိမ်ကိုတားလိုက်ချင်တယ်ဟာအဆင်မပြေပါဘူးသားရဲ့အဲ့ဒီမှာဆိုရင်သားအရန်ကိုကဲနေလိမ့်မယ်အမေတကယ်ချင်းဝါဆိုင်တို့နဲ့ပဲနေခဲ့ပါသားရဲ့ဝါဆိုင်ရဲ့ငါသားကိုနင်တို့နဲ့အတူထားခဲ့ချင်တယ် ငါအမေအိမ်ကိုခဏသွားမလို့ညနေ9ပြန်လာရင်ငါသားဖိုးကဲကိုလာခေါ်မယ်နော်။ရရဲကြီးကမှထားခဲ့ပါ။ကျမသားမောင်စိန်နဲ့အတူဖိုးကဲစောနေလိမ့်မယ်။စိတ်ချလက်ချသာထားခဲ့ပါ။ငါမလေးဝါစိန်ကတော့ကြီးကမရဲ့သားဖိုးကဲဘလောက်ကဲလဲဆိုတာတော့မသိဘူးပေါ့။ကြီးကမကသူ့ရဲ့သားဖြစ်သူကိုဝါစိန်တို့အိမ်မှာထားခဲ့ပြီးအမေဖြစ်သူအိမ်ကိုထွက်သွားတော့တယ်။ကြီးကမထွက်သွားတာနဲ့တပြိုင်တည်းဖိုးကဲကတော့ပညာပြပါပြီ။ ရောင်းဆိုင်အောင်ဆော့ကစားနေတော့တယ်။အတော်ဝါဆိုင်ကျွန်တော်အရန်ကိုရေးစားတယ်ရေးတောက်ချင်တယ်။ကောင်းပြီသားရေအတော်သားမောင်ဆိုင်နဲ့အတူအိမ်မှာဆော့နေပါဦး။မင်းအတွက်အတော်ရေးသွားခက်လိုက်အောင်မယ်။ညမလေးဝါဆိုင်ကရေးခတ်ဖို့အတွက်ရေးအိုးကိုယူကအိမ်ကနေထွက်သွားတော့တယ်။မောင်ဆိုင်ရေငါရေးမစားပဲတတ်တတ်မင်းအမေကိုလိန်ပြောလိုက်တာ။အခုငါတို့နှစ်ယောက်အပြင်ထွက်ပြီးတော့ကစားကြရအောင်။ငါအမေကဘသူ့ကိုမှလိန်မပြောအောင်လို့ပြောတယ်။ လိန်ပြောရင်နောက်ဆုံးမှာလိန်ပြောတဲ့သူပဲဒုက္ခရောက်လိမ့်မယ်လို့ပြောတယ်။ကဲဒါဆိုရင်လည်းငါအပြင်ထွက်ဆော့တော့မယ်။ဖိုးကဲရေမင်းအမေကမင်းကိုအပြင် မထွက်စေချင်လို့ငါတို့အိမ်မှာထားခဲ့တာလေ။မင်းထွက်သွားလို့မရအောင်နော်။အာမင်းပါပဲပြပြငါတော့သွားဟုတ်သွားမှာ။ဖိုးကဲကတော့မောင်စိန်မလိုပဲပြပြနားထောင်ခြင်းမရှိပဲထွက်ခွာသွားတော့တယ်။ အဲ့ဒီနောက်မှာတော့ဖိုးကဲကခိုးကြီးဥမောင်ရဲ့မုန်ဆိုင်ကနေတကြားလုံးတုပ်ကိုအလစ်တုပ်သွားပြီးတောထဲကိုပြန်ပြေးသွားခဲ့ပါတယ်ဆိုင်ရှင်ခိုးကြီးဥမောင်ကလည်းဖိုးကဲတကြားလုံးတော့ယူသွားတာကိုမြင်လာကြောက်ဒုက္ကိုင်မီလိုက်ပါတယ်မင်းလွတ်အောင်ပြေးမိလို့ကတော့မလွယ်ဘူးကွာဖိုးကဲကလည်းခိုးကြီးဥမောင်ရဲ့လက်ကနေလွတ်ဖို့အစွမ်းကုန်ပြန်တမ်းပြီးချုံမုတ်တစ်ခုထဲမှာပုံးနေခဲ့တယ်အဲ့ဒီအချိန်မှာမနီမဝေတစ်ပင်တစ်ပင်ကတစ်ခေါင်းပေါက်တစ်ခုကိုဖိုးကဲမြင်လိုက်တယ် ပျော်စရာကြီးပဲဟေးအဲ့ဒီတစ်ခေါင်ထဲမှာပုံနေပြီတကြားလုံးခိုးစားရမယ်အဲ့ဒီလိုဆိုရင်တော့ငါ့ကိုဘယ်သူမှမြင်တော့မှာမဟုတ်ဘူးအဲ့ဒီနောက်ဖိုးခဲ့ရတစ်ပင်ရဲ့တစ်ခေါင်ပေါက်ထဲကိုဝင်ပြီးတကြားလုံးတွေကိုခိုးစားနေပါတော့တယ်တစ်ဖက်မှာတော့ဖိုးခဲ့အတွက်တောက်ရီသွားခတ်ပြီးပြန်လာတဲ့ငှက်မလေးဝါဆိုင်ကသူ့ရဲ့အိမ်ကိုရောက်လာခဲ့ပြီးတားဖြစ်သူမောင်ဆိုင်ကိုဖိုးခဲ့ဘမလေးလို့မေးလိုက်တယ်။တားလေးမောင်ဆိုင်ဖိုးခဲ့ဘယ်ရောက်သွားရလဲ မမေမမေရေခတ်တာနဲ့လေ तू ကအပြင်ထွက်သွားတာ तू ကရေစားတာမဟုတ်ပဲမမေကိုလိမ့်တာကြီးကမရဲ့တားလေးဖုတ်ခဲ့တာတော်တော်ဆိုးတာပဲတာအိမ်မှာပဲနေအောင် အမေဖုတ်ခဲ့ကိုသွားရှာလိုက်အောင်ပဲအဲ့ဒီလိုနဲ့ငှက်မလေးဝါဆိုင်ကဖုတ်ခဲ့ကိုရှာဖို့အတွက်ထွက်လာခဲ့တယ်လမ်းမှာတွေ့တဲ့စက်သူကြီးကိုလည်းဖုတ်ခဲ့ကိုတွေ့လာလို့မေးတယ်ငါကြီးကဖုတ်ခဲ့ကိုမတွေ့ပါဘူး ဝါစိန်ကခိုးကြီးဥမောင်ရဲ့ဈေးဆိုင်ကိုသွားပြီးဖိုးကဲကိုတွေ့လာလို့မေးလိုက်ပါတယ်။ဟာတော်တော်ဆိုးတဲ့ဖိုးကဲပါကွာ။ငါစီကနေတကြားလုံးတို့ကိုယူပြီးပြေးသွားတယ်။ကြောတဲ့ကိုဝင်သွားမယ်။အန်နီရတော့ရှိနိုင်တယ်။ဖိုးကဲကိုနင်တို့ခေါ်မထားနဲ့။တော်တော်ဆိုးတဲ့ကောင်ပါကွာ။ငှက်မလေးဝါစိန်နဲ့ဖိုးကဲပြန်သွားတဲ့တောတဲ့ကိုဝင်ပြီးတော့လိုက်သွားတော့တယ်။အချိန်ကလည်းညနေဆောင်အချိန်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ိုးကဲဝင်သွားခဲ့တဲ့တက္ကောင်ကတော့မွေးတက္ကောင်နေထိုင်တဲ့တက္ကောင်လေးဖြစ်ပါတယ်။လောလောဆယ်မှာတော့မွေးကအပြစ်ထွက်ပြီးအစာရှာနေရကြောင်းဖိုးကဲအနေနဲ့တက္ကောင်ထဲမှာဘသူမှရှိနေတာကိုမတွေ့ရတာလည်းဖြစ်ပါတယ်။ညနေစောင်းပြီဖြစ်တာကြောင့်မွေးကလည်းသူ့နေထိုင်ရာတက္ကောင်ကိုပြန်လာခဲ့ပါတယ်။ငါနှာခေါင်းထဲမှာငှက်တက္ကောင်ရဲ့အနံ့ကိုရနေတယ်။ဒီနေ့တော့ငှက်သားစားရတော့မယ်ထင်တယ်။ဖိုးကဲကတော့တစ်ခေါင်းထဲမှာတကြားလုံးကိုသာအငမ်းမရစားနေရကြောင် ွေတဖြည်းဖြည်းချင်းကလာတာကိုသူမသိဘူးဖြစ်နေခဲ့တယ်။အစာရှာစရာမလိုပဲငါ့ရဲ့တစ်ခေါင်းထဲမှာတော့ငှက်တကောင်ပါလား။ငါကတော့ကန်ကောင်းတာပဲဟဲ့။မွေကတော့အဲ့ဒီလိုပြောရင်းနဲ့တဖြည်းဖြည်းတစ်ခေါင်းသားကိုချင်းကပ်သွားတော့တယ်။အဲ့ဒီအချိန်မှာဖိုးကက်ကိုလိုက်ရှာနေတဲ့ငှက်မလေးဝါစိန်ကအဲ့ဒီအနားကိုရောက်လာခဲ့ပါတယ်။ဖိုးကဲရဲ့တက်ခေါင်းထဲကနေမြင်မြန်ထွက်လာခဲ့တော့နင့်အနားကိုမွေးတကောင်ကတ်လာပြီ အဲ့ဒီအခါဖိုးကဲလည်းကြောက်လန့်ပြီးတက်ခေါင်းထဲကနေထွက်လာခဲ့ပါတော့တယ်။ဖိုးကဲကမွေလက်ကနေကပ်ပြီးလွတ်သွားခဲ့ပါတယ်။မဆိုင်နေတတော်ဆိုးတဲ့ငှက်ပဲဖိုးကဲကိုငါဆွာရကန်ဒီမှာနေကြောက်လွတ်သွားခဲ့ပြီ။ဖိုးကဲနေတတော်ကန်ကောင်းတယ်။အဲ့ဒီမှာသာနေနည်းနည်းလေးနောက်ချသွားရင်မွေရဲ့အစာဖြစ်သွားခဲ့မှာ။လာငါတို့အိမ်ပြဲမယ်။အတော်ဝါဆိုင်အဲ့ဒီတက်ခေါင်းပေါက်ကမွေနေတဲ့နေရာဆိုတာကျွန်တော်လုံးဝမသိခဲ့ပါဘူးဗျာ။ ။နှမလေးဝါဆိုင်လဲဖိုးကဲကိုခေါ်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ဖိုးကဲရဲ့အမေကလည်းရောက်လာခဲ့ပြီးဖိုးကဲကိုလာခေါ်ပါတယ်။ငါသားလေးကနှမလေးဝါဆိုင်နဲ့အတူဘယ်လျှောက်သွားနေရလဲ။ကြီးကမကသူတို့တွေဘယ်ကိုလျှောက်သွားပြီးဘာတွေလုပ်နေလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါငှက်ဝါမလေးဝါဆိုင်ကပြောလိုက်ပါတယ်။ကြီးကမရနှစ်သားတော်တော်ဆိုးတာပဲ။ငါပြောတာကိုလည်းနားမထောင်ဘူး။သူပါလို့တယ်ဆိုတာကိုနှစ်သားကမေးကြည့်လိုက်တော့ နောက်ဆိုရင်နှစ်တော်ငါတို့စီလည်းလာမထားနဲ့။တားလေနှစ်တော်ပြောတဲ့အတိုင်းနှစ်တော်ဆိုးနေရလား။ဟာမဟုတ်ပါဘူးအမေကလည်းဖို့ကဲဒီဘာဖြစ်လို့အမှန်တိုင်းမပြောရလဲ။အမှန်တိုင်းမပြောဘူးဆိုတော့နေဟာတော်တော်ဆိုးတဲ့ငှက်တကောင်ဖြစ်လာလိမ့်မယ်နော်။အဲ့ဒီကကြီးကန်းလေးဖုတ်ခဲ့ရလဲဖြစ်ချောင်းကုံဆိုင်ကို သူ့အမေကိုပြန်ပြောပြပြီးနောက်ဆိုရင်ဘယ်တော့မှအဲ့လိုမဆိုးတော့ဘူးလို့ဂရိပေးလိုက်ပါတယ် စိတ်ထားမကောင်းတဲ့ကြီးလင်မီးရနဲ့မုံတိုင်းမီးရင်တိမ်လေးဘာလို့မပြောမချင်းမိုးမရွာချနဲ့ငှက်တရားနေရွာချတဲ့မိုးရွာတွေကိုတောက်သုံးရပါမယ်နင့်ကိုဘာမှပြန်ပေးရလည်းမဟုတ်ဘူးငါလည်းမဲတယ်နင်တို့လည်းမဲတယ်ငါတို့ကတူနေရကြအောင်နင်တို့ပြောတာကိုငါနားထောင်မယ်နင်တို့မပြောမချင်းမိုးမရွာအောင်ကြီးကန်းကောင်ဟာတိမ်မဲနဲ့ငှက်တရားကိုရမ်းတိုက်ပေးပြီးထွက်ခွာသွားပါတော့တယ် အဲ့ဒီလိုနဲ့ပူပင်းချောက်သွေးတဲ့နေ့ရက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။တတော်လုံးမှာလည်းငှက်တဲ့အနေနဲ့စားစရာဆိုလို့တရက်ပင်သာရှိပါတယ်။ဒါပေမဲ့တရက်ပင်ကလည်း၆သိလာခဲ့ပါတယ်။ငါအရင်ရေစားတဲ့နောက်နေ့ငါသာရေမီရရင်သေသွားနိုင်တယ်။မိုးသာမရွာရင်လည်းငါအသီးတွေ၆သွားလိမ့်မယ်။တရက်ပင်ကြီးရင်တိမ်မဲကြီးကကျမတို့အပေါ်မကောင်းမြင်နေရ။ तू ကစိတ်ထားမကောင်းတဲ့ကြီးကန်းနှကောင်နဲ့ပေါင်းပြီးမူးမိွာပဲနေရ။ ကျမတို့ဘာလို့ရမှာလဲကြီးကန်းတကောင်ကရွာခိုင်းမှာပဲတိမ်မဲကမိုးရွာမှာမင်းတို့တိမ်မဲကိုသွားပြောလိုက်ငါအရင်ရေးစားနေပြီငါပြင်စီလည်းအရင်ကိုခြောက်သွေ့နေပြီမိုးရွာချဖို့အတွက်လိုက်လာပေးပါလို့ပြောလိုက်ပါအဲ့ဒီအခါငှက်ဝါလေးနဲ့ကြက်တူရွေးလေးတို့ဟာတိမ်မဲကိုပြောဖို့ပြန်တန်းထွက်ခွာသွားပါတော့တယ်တိမ်မဲကပင်လယ်ပေါ်မှာအိပ်ပျော်နေပါတယ်တိမ်မဲရဲ့ တစ်ချက်လောက်မျက်လုံးဖွင့်ကြည့်ပါဦး။ကျမတို့တော့ရေမီရတာကြောင့်ရဲကိုပူပြင်းချောက်သွေ့နေပြီ။မိုးရွာချပေးပါဦး။မင်းတို့ကောင်ငါရှေ့ရနေထွက်သွားကြစမ်း။ငါအေးအေးပြက်တယ်။တိတ်မဲကြီးတရက်ပြင်းကြီးကရဲကိုရေးစားနေတယ်။တရက်ပြင်းကခမရကိုမိုးရွာပေးဖို့အတွက်ပြောခိုက်လိုက်တာပါ။ငါကြီးကန်းကောင်ရဲ့တငယ်ချင်းသူတို့ငါ့ကိုမိုးရွာလို့မပြောမချင်းငါမရွာချနိုင်ဘူး။အဲ့ဒီစကားကိုကြားတဲ့အခါ ောက်ဝါလေးနဲ့ကြက်တူရွေးတို့လည်းငိုပြီးပြန်သွားခဲ့ကြတယ်။လမ်းမှာတော့ဥမုံတိုင်းနဲ့တွေ့ပါတယ်။ဒီနောက်နှကောင်ငိုပြီးတော့ဘယ်ကနေပြန်လာခဲ့ကြတာလဲ။တိမ်မဲကအရန်အောင်မန်တက်နေတယ်။မိုးလည်းမရွာပေးဘူး။တကယ်လို့သူသာမိုးမရွာပေးဘူးဆိုရင် တော်ရဲအပင်တွေအကုန်လုံး၆ကုန်နေမယ်။အဲ့ဒီအပင်တွေကိုမြှခိုနေကြတဲ့ငှက်တွေအကုန်လုံးလည်းတေကုန်ရလိမ့်မယ်။အဲ့ဒါဆိုရင်တိမ်မဲကိုအခုငါပြင်ရပြမယ်။ သူဘလို့မိုးရွာမလဲဆိုတာကိုနင်တို့ကြည့်ထားကြ။ဥမုံတိုင်းဟာတိမ်မဲကိုယူကာလေးပေါ်မှာပြန်တန်းသွားနေပါတယ်။ငါ့ကိုလှုပ်ငါဘာအမားလှုပ်ထားလို့လဲ။အခုလှုပ်။လေးမုံတိုင်းမင်းဟာတိမ်မဲကိုယူပြီးတဲခန္ဓာရထဲမှာပြစ်ထားလိုက်ပါတယ်။အခုတော့နင်သေးချင်းတရားနဲ့ရင်ဆိုင်ရတော့မယ်။နင်လိုမန်တက်နေတဲ့သူအတွက်ဒီအရာကသာထိုက်တန်တယ်။ဒီဒီတဲခန္ဓာရထဲမှာနေရခဲ့တော့ဒီမှာပဲသေလိုက်တော့ ငါတောင်းမှမာတဲ့ငါ့ကိုနေပူတဲ့သာပြစ်ထားခဲ့ငါတေသွားလိမ့်မယ်ခမရဲ့စကားကိုနားထောင်ပြီးလှုပ်ပေးပါမယ်အခုတော့ငါသင်ငန်းစာပေးလို့နင်မှတ်သွားပြီမဟုတ်လားငါနဲ့အခုချက်ချင်းတော့တဲ့ကိုလိုက်လာပြီးတော့မိုးရွာပေးလိုက်ဦးမုံတိုင်းဟာ တိမ်မဲကိုယူပြီးတောစီကိုပြန်လာခဲ့ပါတယ်တိမ်မဲကိုမြင်တော့ငှက်တဲ့အားလုံးကပျော်ရွှင်နေကြပါတယ်ခဏအကြာမှာတော့တိမ်မဲကကောင်းကင်ကနေမိုးရွာချလိုက်ပါတော့တယ် ရေစာနေတဲ့တရက်ပင်လည်းရေတွေအများကြီးတောက်လိုက်ရပါတော့တယ်။ကြီးကန်းတဲ့ကောင်ကတော့မိုးရွာနေတာကိုကြည့်ပြီးအံ့ဩနေကြပါတယ်။ဘလို့ဖြစ်ပြီးတော့မိုးရွာတာလဲ။ငါတို့တငယ်ချင်းတိမ်မဲကငါတို့မပြောမချင်းမိုးမရွာဘူးလို့ပြောပြီးအခုသစ္စာဖောက်သွားတာပဲ။မိုးရွာနေတဲ့တိမ်မဲစီကိုသွားကြည့်ရအောင်။ကြီးကန်းတဲ့ကောင်လည်းတိမ်မဲစီကိုသွားပြီးပြောလိုက်ပါတယ်။တိမ်မဲကြီးမင်းကငါတို့သစ္စာဖောက်တာပဲ။ဘာဖြစ်လို့တော်တဲ့ကိုသွားပြီးတော့မိုးရွာချပေးလိုက်တာလဲ။ ဒီနေ့ကစပြီးစကားမတည်ရဲ့အနေနဲ့ငါတို့တကယ်ချင်းမဟုတ်တော့ဘူး။နင်တို့အနောက်ကိုလှည့်ကြည့်လိုက်ပါဦး။သူတို့နောက်မှာတော့ဥမုံနိုင်ရရှိနေပြီးသူတို့နှစ်ကောင်ယူကတဲခင်နာထဲမှာတော့ပြစ်ထားလိုက်ပါတယ်။မင်းတို့လိုစိတ်ထားမကောင်းတဲ့ကြီးကန်းတွေအတွက်တော့တဲခင်နာကလည်းပဲထိုက်တန်နေ။အဲ့ဒီမှာသာနေကြတော့ဥမုံနိုင်ကြောင့်ငါရဲ့အတောင်ပံကျိုးသွားပြီ။ချက်ောက်လည်းကျိုးနေတယ်။ငါတို့အကူညီမဲ့သူလည်းဒီနေရာမှာဘယ်သူမှမရှိဘူး။ ငါတို့နှစ်ကောင်ဒီမှာပဲတည်ကြရတော့မယ်ဒီပုံမြင်လေးကိုနားထောင်နေရတဲ့တငယ်ချင်းတွေလည်းသူများအပေါ်မကောင်းကြရင်ကိုသာပြန်ခံရတယ်ဆိုတာကိုသိလိုက်ရပြီထင်ပါတယ်နော်